မကအမှုပေါင်းများစွာရင်ဆိုင်နေရကဆိုင်မဖွင့်ရဲ့ချိန်အလစ်တုတ်တဲ့ဒေါ်ရခိုင်မကတင်း900လောက်ထောထားတဲ့ချိန်တွေကိုဝိုင်းနေစွာရင်ဖွင့်လာတဲ့ဆိုင်ပန်ရှင်ဒေါ်ဘဝလိုင်းပြည်သက်များအလုံးမဲမိင်္ဂလာပါရှင်ပစ္စည်းအလစ်တုတ်တဲ့သူကအဖမ်းမခံရပဲအချီကြီးတင်း900လောက်ထောထားချိန်မှာပစ္စည်းခိုးခံရတဲ့နေနာသူဆန့်ရှင်အမျိုးသမီးကတော့အမှုများစွာကိုရင်ဆိုင်ရပြီးတော့စီးပွားပြည်ရတဲ့အဖြစ်အပျက်မျိုးဖြစ်နေတာကတော့ကမ္ဘာပေါ်မှာမြန်မာတိုင်းနိုင်ငံပဲရှိပါတယ်ဒါကြောင့်လည်းလူတွေကတန်ဝေကရနေကြတာပါနေနာသူဆန့် န်ရှင်အမျိုးသမီးဟာအခုတော့ထောင်ကျနိုင်ခြေလည်းရှိနေတာဖြစ်ပါတယ်။ဒါကတော့အလိုက်သာရဘူးချုပ်လန်းဘော်က Twitter သို့အထည်ဆိုင်မှာဖြစ်ပေါ်ခဲ့တဲ့အဖြစ်ပြက်ပါပဲ။ဒီဖြစ်ပျက်ရဲ့အဆုံးသတ်ကတော့မြန်မာနိုင်ငံကပြည်သက်တွေကိုတော်တော်လေးတန်ဝေကရသွားစေခဲ့ပါတယ်။ ခြေစဉ်ကိုအချင်းချင်းပြန်ကြည့်ရရင်တွေ့သားသူအထည်ဆိုင်မှာအမျိုးသမီးတဦးကပစ္စည်းတွေကိုအလစ်တုပ်ခိုးယူခဲ့ပါတယ်။စိုင်းပန်ရှင်ဖြစ်သူဒေါ်ဘဝလိုင်းရဲ့ပြောကြားချက်အရအဆိုပါအမျိုးသမီးဟာဒီလိုမျိုးခိုးယူခဲ့တာ၃ချိန်တိတိရှိပြီလို့ဆိုပါတယ်။ဒါကြောင့်နောက်ဆုံးမှဒီမခံနိုင်တော့တဲ့အဆုံးစိတ်လိုက်မှန်ပါနဲ့အဆိုပါအမျိုးသမီးကိုကိုတိလက်ရောက်ဆုံးမခဲ့ပြီးတော့ အဲ့ဒီဗီဒီယိုဖိုင်ကိုလူမှုကွန်ရက်ပေါ်မှာတင်ခဲ့ပါတယ်။ဒီနေရာမှာပဲအပြစ်ပေးခံရတဲ့အမျိုးသမီးရဲ့ရင်ခွင်ထဲမှာကလေးငယ်တဦးပါဝင်နေခဲ့ရကြောင်းအဲ့ဒီဗီဒီယိုကိုကြည့်မိတဲ့သူတိုင်းကကလေးပေါ်မှာတနာကိယူနာသက်သွားကြပါတယ်။ဒီကိယူနာကိုအခွင့်ကောင်းယူပြီးတော့ Brighter အဖွဲ့အစည်းတချို့နဲ့အလူရှင်တွေဟောင်းမရှိလို့ခုံးယူရတာပါဆိုတဲ့ခေါင်းစဉ်အောက်မှာအဆိုပါအမျိုးသမီးကိုအွန်လိုက်ကျင်းလိုက်တွားရောက်ထောက်ပံ့လူဒန်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ဒီကလေးဟာသူကလေးအရင်မဟုတ်ပဲသူများရဲ့ကလေးကိုခါချင်းဝင်နဲ့ထင်းရင်နဲ့အလေးတုပ်ခိုးယူခဲ့ရဖြစ်တယ်လို့တရင်ထက်ထွက်လာတာပါဒါပေမဲ့လည်းအလူငယ်တွေကတော့ရက်တံမသွားပါဘူးအခုလက်ရှိအခြေအနေကအားလုံးကိုအံ့အားသင့်စေခဲ့ပါတယ် ပစ္စည်းအလစ်တောက်တူတော်ရက်ခိုင်မလို့လူသိများတဲ့အမျိုးသမီးကအခုဆိုရင်အိမ်မှာအခန့်သားထိုင်ပြီးတော့အလူငွေတွေကိုလက်ခံနေရပါတယ်။တရင်ရဲ့ဖော်ပြချက်အရသူမရရှိထားတဲ့စုစုပေါင်းအလူငွေပမာဏဟာ3900နီးပါးထောသွားပြီလို့သိရပါတယ်။သူမကိုခိုးမှုနဲ့အရင်းယူဖမ်းဆီးခံရတာမျိုးလဲလောလောဆယ်မရှိသေးပါဘူး။ ဒါပေမဲ့တစ်ဖက်မှာတော့ကိုယ်ဆိုင်ကပစ္စည်းကိုအကျဉ်းချင်းအခိုးခံရလို့နဲ့နာခဲ့ရသူဆိုင်ရှင်ဒေါ်ဝဝလိုင်းကတော့အကြီးအကျယ်ဒုက္ခရောက်နေပါပြီ။သူမဟာအခုဆိုရင်အမှုပေါင်းများစွာနဲ့တရားစွဲဆိုခြင်းကိုခံထားရပါတယ်။ဆိုင်ကိုလည်းမဖွင့်ရတော့တဲ့အတွက်စီးပွားပြက်ရတဲ့အခြေအနေဆက်ရောက်နေပြီးတော့အစိုးဆုံးကတော့ဒီအမှုတွေကြောင့်ထောင်ကျနိုင်တဲ့အခြေအနေအထိရင်ဆိုင်နေရတယ်လို့ ။သူမကိုရိုင်ကဝန်ထဲစွာနဲ့ရင်ဖွင့်ပြောကြားလာပါတယ်။ဒီဖြစ်ပျက်ကိုကြည့်ပြီးတော့ပြည်သက်တွေကဒါဟာမြန်မာနိုင်ငံမှာပဲဖြစ်နိုင်တဲ့အခြေအနေလို့သုံးသပ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်စည်းအလေးတုပ်တဲ့သူကအဖမ်းမခံရပဲအလူငွေ3900လောက်နဲ့ချမ်းသာသွားပြီးတော့ပြည်စည်းခိုးခင်ရတဲ့နေနာသူဆိုင်ရှင်အမျိုးသမီးကတော့အမှုပေါင်းများစွာရင်ဆိုင်ရပြီးစီးပွားပြတ်ထောင်ကျမဲ့အဖြစ်မျိုးဖြစ်နေတာကကမ္ဘာပေါ်မှာမြန်မာတိုင်းနိုင်ငံပဲရှိတယ်လို့လူတွေကတော့တန်ဝေကရရင် ပြောဆိုနေကြတာပါ။ ဒါဟာစိတ်ခံစားမှုတနာကျင်နာမှုနဲ့အဖြစ်မှန်ကတရားဥပဒေကိုလွန်မိုးသွားတဲ့တာရကားတစ်ခုလောက်ဒါမှမဟုတ်စိတ်လိမ်မံပါကိုဒီလက်ရောက်တော့ပြန်ပြီးတဲ့အမားရဲ့နောက်ဆက်တွဲပြစ်ဒဏ်လားဆိုတာတကယ်ဝေဖန်စရာပါဒီဗီဒီယိုကိုကြည့်ရှုနေကြပရိသတ်တွေအနေနဲ့ဒီဖြစ်ပျက်ကိုတရားမျှတတယ်လို့ထင်ပါသလားနင်နာသူကပုံနင်နာပြီးအပြစ်ရှိသူလို့ယူဆရသူကအကျိုးမြတ်တွေရနေရဲ့ပုံမှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်